အစ္စရေးနဲ့အီရန်ကြားမှာအပြစ်ခတ်ရက်စဲရေးဂျားဝင်ညှိနှိုင်းပေးဖို့လှုံ့ဆော်နေတယ်ဆိုတဲ့ထင်ကြီးတွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမြင့်ဆိုခဲ့ပါတယ်။ထရမ့်ကကနေဒါနိုင်ငံမှာကျင်းပခဲ့တဲ့ G7 ထိပ်သီးညီလာခံကနေတရက်စောပြီးဝါရှင်တန် DC ကိုပြန်သွားခဲ့တဲ့နောက်မှာတော့အစ္စရေးနဲ့အီရန်ကြားပြည်ပခေါက်ကူညီဖြေရှင်းဖို့အာရုံစိုက်လှုံ့ဆော်နေတာဖြစ်နိုင်တယ်ဆိုတဲ့ခံမှန်းမှုတွေထွက်ပေါ်လာတာပါ။ဒါပေမဲ့ဂျွန်လ18ရက်နေ့ညပိုင်းမှာတော့ ထရမ့်ကအဲ့ဒီထင်ကြီးတွေကို အတိအလင်းပယ်ချသွားခဲ့ပါတယ်။သူကအီရန်အစိုးရအဓိပတိအယာတိုလာအလီခါမီနီဘယ်မှာပုံအောင်နေသလဲဆိုတာကိုတိတိကျကျသိထားကြောင်းလဲဆိုပါတယ်။လောလောဆယ်တော့ခါမီနီကလုံခြုံနေအောင်မှဖြစ်ကြောင်း။ဒါပေမဲ့အမေရိကန်ရဲ့စိတ်ရှိမှုကတော့တဖြည်းဖြည်းနဲပါလာနေကြောင်းလဲထရမ့်ကလူမှုကွန်ရက် Truth ကတစင်သတိပေးပြောဆိုခဲ့ပါတယ်။အဲ့ဒီ posting အပြီး၃မိနစ်အကြာမှာတော့ Iran ဟာချွင်းချက်မရှိ က်လျှော့အရှုံးပေးဖို့လိုတယ်လို့လဲသူကထပ်ပြီးတော့ရေးသားခဲ့တာပါဂျွန်လာ18ရက်နေ့မှာတော့လက်ရှိ Iran Israel ပြည်ပခနဲ့ပတ်သက်ပြီး Trump က Israel ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ဖုန်းဆက်ဆွေးနွေးခဲ့တဲ့အကြောင်းအင်ဖြူရာကအတည်ပြုထားပါတယ် Israel နဲ့ Iran တို့ကြားအပြန်အလှန်လေကြောင်းကနေတိုက်ခိုက်နေခဲ့ကြတာအခုဆိုရင်တော့6ရက်မြောက်နေ့အထိကြာမြင့်လာပြီဖြစ်ပါရှင်